ညီမတို့မင်္ဂလာပါ Squadify Forward Channel လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုင်းဖြစ်ပါတယ်ညီကိုတဲ့ဒီနေ့ဒါစနေနေ့ည၄သိန်းမောင်းကက်လေးရွေးချယ်ပေးမယ်ပေါ့နော်ညာကိုင်းပြန်အောင်မှကျန်တော့ကိုင်းရဲ့ Telegram Channel လေး join လာပြီပါအောင်နော် Telegram Channel လေးမှာတပွဲကောင်းနေမောင်းကက်တွေအများတန်းတင်ပေးတယ်ဒါကြောင့် Telegram Channel လေးကို join လာမှုမေးပါနဲ့ဒီ video ရဲ့ comment link မှာရောဘာရောက် link မှာရောရှိပါတယ်နော်အလေးလေးဆိုလို့တို့ရှင်လေးမယ်ညီကိုသွားလိုက်မယ်နော်ပထမအဆုံးပဲစပားနဲ့ချက်စီးပေါ့နော်ပြီးမြလေးကလက်ရှိပြည်တိုင်းပေါ်ဒီစီးမှာဆိုရင်နော်ချက်စီးစီးဘက်ကတင်မိုင်းနဲ့16ဂိုးပေါင်းသေး3လုံးပလတ်50ပေါ့နော် တင်ဟာတူကပြန်ကြည့်ရမယ်ဆိုရင်ညောမနစ်ကဒါစပိုင်းရင်ခွေမှာ60သိန်းနေတဲ့ဘက်ကတင်မိုင်းနဲ့90ကြီးပြီးခဲ့ပေါ့နော်3 4ဆိုတဲ့ရလက်နဲ့ဒါ60သိန်းရနိုင်တာရ60ရဲ့ကွင်းမှာ60က1.50ကြီးပြီးတဲ့1ကြီးဆိုတဲ့ရလက်နဲ့နိုင်တာရပေါ့နော်မနစ်ကဒါနှစ်ကြော်လုံးမှာဆိုရင်60ကစပါးသိန်းကိုလုံးဝကိုနိုင်ငံထားတော့ရှိပေါ့လက်ရှိခြေတောင်းရေးပြန်ကြည့်မယ်ပြစပိုင်းရဲ့ကြောင့်ရလပိုင်းပြန်ကြည့်ရမယ်ဆိုရင်တော့ဒါလီကက်ဒီဂျာရဲ့မှာကန်သွားတယ်ပေါ့နော်အဲဟိုကျွန်တော် EFN ကတ်မှာဆိုရင်တော့နျူကာဆယ်ကို2-0ဆိုပြီးတော့ရှုံးထားတယ်ပေါ့နော်အေဗာဒန်ကတော့ဒါအမေဘီလီမှာ0-3ဆိုပြီးတော့နိုင်ထားတယ်ပေါ့နော် ကျော်ချက်စီချက်စီကတော့ဒါအဲကျွန်တော်တို့ဒါ EFN ကတ်မှာဆိုရင်เนาะ wide down ဟိုဒါပထမဆုံးဥဆောင်ကိုရရတယ်မြဲနောက်ကြောက်ကိုရနေ3 4ဆိုရရလဲနေကတ်တော့9ဝါရလို့ပြောလို့ရရပါเนาะ ပြီးပါရောမပေးမှာဆိုရင်တော့ Sunderland တင်းကို1-2ဆိုပြီးတော့ရှုံးထားရပါတော့။ဒီနေ့သေးတာဒါလို့ဂျေးတန်းကြည့်ရမယ်ဆိုရင်တော့ဒါမနစ်က Chelsea ပေးတဲ့ဂျေးတန်းထက်တော့နည်းတယ်။ဒိမိုင်းနဲ့16ပဲပေးတာ။ဂိုးပေါင်းသေး3လုံး plus 50တိပေးတာပဲ။ဘာလို့ကျွန်တော်ကဒီနေ့ကတော့ဂိုးပေါင်းပေါ်လေးကြိုက်ပါရတယ်။အဲစပါတင်းလည်းဂိုးရနိုင်တော့ Chelsea လည်းဂိုးရနိုင်။ဘာလို့ဆိုတော့ Chelsea လည်းဒါပုံမှန်ဆိုရင်ဒါအမြဲတမ်းဖွင့်ကစားတတ်တဲ့အသင်းတိုက်စစ်ကိုဦးစားပေးတဲ့ကစားတတ်တဲ့အသင်းပေါ့နော်။ဒါစပါရဲ့ကွယ်မှာစပါဂိုးရရင်အဝေးဝန်း Chelsea လည်းဂိုးရနိုင်တယ်။ဘီရဲ့ yes ကနေကြည့်ရမယ်ပေါ့နော်။ဂိုးပေါင်းပေါ်လေးကြိုက်ပါနော်။နောက်တစ်ပွဲ ခရီမိုနီနဲ့ဒါအီလစ်စရီရပါနော်ခရီမိုနီနဲ့ဂျူပီတာလက်ရှိပေးထားတဲ့ body size မှာဆိုရင်နော်ဂျူပီတာအသင်းဘက်ကနေ1 minus 14ကိုဘောင်းစင်းနှလုံးမိုင်းနဲ့တရားထိပ်ပေးထားရပါနော်ဒါပြောမယ်ဆိုရင်နော်ဒါအဲ့လိုပြန်သွားကြည့်မယ်ဗျာအဲ့လိုမှဆိုရင်နော်ဒါကြာတော့ကြပိုင်း2023လားလို့ဒါ division 1မှာတွေ့ဆုံထားတဲ့ဂျူပီယာကတော့ကြော်လုံးနိုင်ထားရပါနော်အဲ့တော့ဆိုရင်နော်ဒါအဲခရီမိုနီရဲ့ကွင်းမှာဂျူပီပေးတဲ့ body size ကတော့အဲတေယိုပြေရှုံးကြီးပေးရပါနော် ကျောက်တာရလပိုင်းပြန်ကြည့်မှာရလပိုင်းပြန်ကြည့်ရမှာဆိုရင်လည်းဒါခရီမိုနီနေကနောက်ဆုံး3ဘွဲ့69ဒါကြီးနိုင်ထားတယ်ဗောနော်အဲနောက်ဆုံးဂျီရိုနာတင်းတော့ဇီဒူးဆိုပြီးတော့နိုင်ထားတယ်ဂျူပင်ကတော့ဒီနောက်ဆုံးကျလို့3ဘွဲ့မှာဆိုရင်တော့တပွဲတော့ရှုံးထားတယ်ဗောနော်အဲလာဇီယို1ဒီရှုံးထားတယ်ပြီးဒါဥဒီနီကိုတော့ဒါအဲ3 1ဆိုပြီးတော့နိုင်ထားတယ်ဗောနော်ဒီနေ့ဒါကြီးတန်းရရောကြောင့်ဒီတက်တက်လာတဲ့ခရီမိုနီရဲ့ဒါဟိုပြောမယ်ဆိုရင်တော့ဒီတက်တက်လာရတဲ့မှာခရီမိုနီတော်တော်လေးကောင်းတာတော့ရှိရပါတော့ကျွန်တော်တို့ဂျူပင်1-15ဂျီကတော့ အဲဂျီပင်နိုင်အောင်တလုံးထက်မပိုလောက်လို့ထင်တယ်ဒါကြောင့်ဟာ ancient chromony body လေးကြိုက်ပါเนาะနောက်တစ်ပွဲနောက်တစ်ပွဲကတော့ rematch နဲ့ balancia ပေါ့เนาะလက်ရှိပြီးသား body စီမှာဆိုတော့ re အင်းဘက်ကနေနှလုံးမိုင်းနဲ့20 ठी ပေးထားတယ်ကိုပေါင်းသေး3လုံးမိုင်းနဲ့100 ठी ပေးထားရယ်ပေါ့เนาะကြောက်မနစ်ကရလပိုင်းပြန်ကြည့်ရမယ်ဆိုရင်လဲဒါ rematch ရဲ့ကွင်းမှာ1 2ဆိုတဲ့ရလနဲ့ balancia ကဒါနိုင်ထားတယ် ဘလန်စီယာရဲ့ကွင်းမှာဒါရီယယ်ဘက်ထက်ကတော့1 2ဆိုရရလိုက်နိုင်ထားတယ်ဗောနဒီနေ့တွဲဆုံမှုဒါ၄ချိန်မှာဆိုရင်ဘီရီယက်ဖြစ်ထားရတယ်များရယ်ဗောနော်ကြောက်ဒီနေ့ဘော်ဒီဇီတန်နဲ့ဆိုင်တော့ဂိုးပေါင်းစည်းလေးတော့နဲ့တပေါ်ကြရယ်တလုံးမိုင်းနဲ့တည်ရကြောက်ဂိုးပေါင်းအပေါ်လေးတော့သွားမယ်ထင်တယ်ဗောနော်အဲရီယယ်ရဲ့ဂိုးရနိုင်တယ်ဒါနှလုံးမိုင်းနဲ့20ကဒါရီယယ်3ဂိုးလောက်မှာဒါကြီးဘော်ဒီကြီးနိုင်မယ်အနေထားမျိုးဗောနော်ကျွန်တော်ကတော့ဒီဘွဲလေးကိုဂိုးပေါင်းအပေါ်ကြရတယ်ဘလန်စီယာဂိုးရရင်လည်းရသွားနိုင်ရယ်ဗောနော်ဒါကြောက်ဂိုးပေါင်းပေါ်လေးရွေးချယ်ပေးပါတယ်နောက်ဆုံးဘွဲ Lightness to cap အဲလက်ရှိပြီးသားတဲ့ body ဈေးမှာဆိုရင်တော့ လိုက်စစ်ဘက်ကနေဒီမိုင်းနဲ့80ကိုပေါင်းစင်းတော့မိုင်းနဲ့50တီးပေးတာပဲဗောနော်ဈေးထဲမှာပြန်ကြည့်ရမယ်ဆိုရင်ဒါမိနစ်ကအဲလိုက်စစ်ရဲ့ကွင်းမှာပေးတဲ့ဘော်ဒီစီကတေယိုပြေရှုံးကြီးစတူဂတ်ရဲ့အိမ်ကွင်းမှာတော့စတူဂတ်ဘက်ကနေတေပြေရှုံးကြီးပေးရပါနော်စတူဂတ်ကွင်းမှာတော့စတူဂတ်က319ထားတယ်အဲလိုက်စစ်ကွင်းမှာလည်းဒါ23ဆိုရရလဲနေတာနိုင်ထားတယ်မိနစ်ကဒါနှစ်ကြော်လုံးဒါစတူဂတ်အနေနဲ့ကနိုင်တာရှိတယ်ဒီနေ့တွေးဆမှုတွေကအများကြီးဂိုးပေါင်းပေါ်သွားတယ်ကျွန်တော်ဒီနေ့ပွဲလေးကိုတော့ဂိုးပေါင်းပေါ်လေးကြိုက်ပါတယ်နော်အဲ၃လုံးကျော်လို့ဒါ 55ပေါ့နော်အော်လေးလုံးတော့တော့ရောက်ပါလိမ့်မယ်ကျွန်တော်ကိုပေါင်းပေါ်လေးရွေးချယ်ပေးရပါနော်လိုက်စစ်ပွဲလေးပေါ့ပေါ့နော်ညိုတွေကလေးသိန်းပေါင်းကပြတ်ပြောပေးမယ်စပားနဲ့ချက်စီပွဲကျွန်တော်ကိုပေါင်းပေါ်ကြိုက်ပါတယ်နောက်တစ်ပွဲခရီမိုနီနဲ့ဂျူဗင်တက်ခရီမိုနီဘော်ဒီကြိုက်ပါတယ်ရီမန်တီးရဲ့ဘလန်စီယာပွဲမှာဆိုကိုပေါင်းပေါ်ကြိုက်ပါတယ်ကျွန်တော်နောက်ဆုံးပွဲအဲလိုက်စစ်နဲ့စတုဂတ်ပွဲစီမှာဆိုကိုပေါင်းပေါ်ကြိုက်ပါနော်ကျွန်တော်ဒီနေ့ကကိုပေါင်းပေါ်တွေပဲကြိုက်တယ်ပေါ့နော်ညိုတွေနေတဲ့ဒါမောင်းမပါသေးလို့စတောင်းပေးပါတယ်အဲကိုရင်းပထမပြောခဲ့လို့တေကန် channel လေး join လာပေးပါအောင်နော်ကိုရင်းတို့က အဲတနင်္ဂနွေနေ့ညပွဲကောင်းနေမှာညီတို့ပြန်ပြီးဆုံပါအောင်ပဲကိုင်းအားပေးတဲ့ဒါ Facebook တော့ Twitter တော့ YouTube တော့ညီတို့တော်ချင်းကိုကျေးဇူးတင်ပါတယ်အားလုံးဒီနေ့ကပဲနှုတ်ဆက်လိုက်ပါတယ်